အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လူသစ်တွေပေါ့နော်ဒီဘိုက်ရိုက်ထားတဲ့လူသစ်တွေဘိုင်အနုမတ်ဝေါ်ပါမဲဆာရွေးရတာနဲ့တန်းပြီးတော့တထေးပြောင်းလို့ရပြီလားဆိုတော့မေကွန်းနေလာလာပြီးတော့မေးကြတယ်နော်ကြံအောင်ကြံခေါလို့လို့ရပြီလားဆိုတာဒီကျွန်တော်ဒီနေ့လာပြီးတော့ဖြေပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဒီလူသစ်ဘိုက်ရိုက်ထားတဲ့သူတွေအနေနဲ့อ่ะပေါ့နော်ဘိုင်အနုမတ်ထွက်ပြီးဆိုလို့ရှိရင်တထေးပြောင်းလို့ရလားဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့် သူတတ်မှတ်ထားတာကတော့ဒီဗတ်သမားတွေကဝပါမေစာစာရနေရပြီဆိုလို့ရှိရင် passport visa တွေလောက်ရမယ်ပြီးရင်ဝပါမေထဲကိုကျွန်တော်တို့ဒီ passport visa အချက်လက်တွေပေါ့နော် update common တွေလောက်ရမယ်ပြီးွားလို့ရှိရင်ထိုင်းဘတ်ချုံဖူလို့ခေါ်တဲ့ဘတ်ချုံဖူပန်းအောင်ကပြားတွေထပ်ပြီးတော့ရိုက်ထုတ်ရမယ်ပေါ့နော်အဲဒီအစ်စ်တွေကိုအားလုံးလုံးဆောင်ပြီးွားပြီဆိုတော့မှကျွန်တော်တို့ဒီတထေပြောင်းတဲ့ကိစ္စတွေလောက်ရတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့အားလုံးလည်းသိပြီးသားဖြစ်မှာပါဒီနယ်မြေချဟာငံယုံတွေကတယုံနဲ့ရှိတာမဟုတ်ဘူးเนาะနယ်မြေ10ခုစလုံးရှိတယ်เนาะနယ်မြေ1နယ်မြေ2เนาะအဲ့လိုမျိုးဥမာစမူပကံလူပဲဖြစ်ဖြစ်မဟာရှန်ကလူပဲဖြစ်ဖြစ်ရှမူလီယာလူပဲဖြစ်ဖြစ်လေယောင်ဝါပဲဖြစ်ဖြစ်ဇူလာကပဲဖြစ်ဖြစ်ရှင်မာယာပဲဖြစ်ဖြစ်เนาะရနောင်းကပဲဖြစ်ဖြစ်ဘန်ကောက်ကပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့အဲ့လိုနယ်မြေချဟာငံတွေမတူညီကြဘူးเนาะဝပ်ပါမဲ့ချပေးထားတဲ့နေရာတွေကဆိုတော့ တတိပြောင်းတဲ့အခါမှာတတိအဟောင်းစီကနေပြီးတော့ဘိုင်ကျောင်းအောင်ထုတ်ရှင်ထုတ်လာလို့ရတယ်เนาะအဲ့တော့အခုအလုတ်ပြောင်းမယ်ဆိုတဲ့သူတွေเนาะတတိအဟောင်းကနေပြီးတော့ကျန်းအောင်ထုတ်လိုက်တာပဲဖြစ်ဖြစ်ကိုထွက်လာတာပဲဖြစ်ဖြစ်ဒီဘတ်သမားတွေကအရင်ဦးဆုံးတတိပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကနေမီချဟန်ငန်ယုံကိုအရင်ဦးဆုံးစုံစမ်းเนาะဘယ်လိုစုံစမ်းမလဲဆိုတော့ကျွန်တော်တို့တွေဒီဥပမာမဟာဆိုင်မှာအလုတ်လုပ်နေတယ်เนาะမဟာဆိုင်မှာအလုတ်လုပ်နေတယ်ကျွန်တော်တို့ချွန်ပူလီကိုပြောင်းမယ်ချွန်ပူလီနားစက်ယုံတစ်ခုကိုအလုတ်ပြောင်းမယ် ကျွန်မလီနေမြေရဂျဟန်ငံယုံကိုကျွန်တော်တို့ကသွားပြီးတော့စုံစမ်းရမယ်เนาะဘယ်လိုစုံစမ်းရမလဲဘာတွေစုံစမ်းရမလဲဆိုတော့တတိပြောင်းကျန်းအောင်ကျန်းခေါက်တွေလက်ခံပြီလားဆိုတာဒီကျွန်တော်တို့အဲ့ဒါအရင်မေးရမယ်အခုပြဿနာတက်နေတယ်เนาะဘယ်လိုပြဿနာတက်နေလဲဆိုတော့ဒီလူတစ်တွေကဘတ်တွေရိုက်လာတယ်ဝက်ပါမင်တွေရလာတယ်เนาะတတိဟောင်းစီကနေပြီးတော့ကျန်းအောင်တွေထုတ်လာတယ်ကျန်းအောင်တွေထွက်လာတယ်ဘယ်တတိအစ်စ်မှာသွားပြီးတော့ကျန်းခေါက်လုတ်ဖို့အတွက်ကအဲ့မှာပြဿနာတက်ပြီ နော်နေမြေချဟာငါလက်မခံသေးလို့ဆိုပြီးတော့ကြံ့ခေါက်မရတဲ့သူတွေအဲ့မှာဘန်ကျောကလည်းနှစ်လပဲအချိန်ရတာအဲ့မှာနှစ်လအတွင်းမှာကြံ့ခေါက်မရဘူးဆိုရင်နေထိုင်ဝတ်ပါမေကသေအောင်မယ်နော်ဝတ်ပါမေတွေကတခါကျွန်တော်တို့ကြံ့ဝတ်တွေရက်ကြော်တယ်ဆိုပြီးတော့တခါကြံ့ခေါက်မရတာမျိုးတွေပြဿနာတက်မယ်နော်အဲ့လိုမျိုးတွေမဖြစ်ရလေအောင်အခုဒီပတ်သမားတွေပေါ့နော်ဒါကျွန်တော်တို့ဒီ၅လပိုင်း၃ရက်နေပေါ့နော်အဲ့တော့ တတိဟောင်းစီကနေပြီးတော့အလုတ်ထွက်တယ်ကျောင်းအောင်ဇာရွက်ဂျူလာတယ်ဆိုရင်တတိအသိရှာတဲ့နေရာမှာเนาะလက်ရှိထိုင်းမှာဆိုရင် agency ဘောနော်ကျော်ယုံတွေငါးသန်းကုမ္ပဏီတွေအများကြီးရှိတယ်အဲ့ဒီမှာတွေမေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့တတိကနေမြေရဂျဟန်ငါယုံတွေကိုသွားပြီးတော့လုတ်ပေးနိုင်တယ်ဆိုရင်လည်းရတယ်အထူးသဖြင့်အထူးသတိပေးချင်တာကတော့ကျွန်တော်တို့တတိအဟောင်းစီရပဲဖြစ်ဖြစ်ပွဲစားနဲ့လုတ်ပြီးတော့ပွဲစားစီရပဲဖြစ်ဖြစ် agency ယုံကငါးသန်းယုံကပဲဖြစ်ဖြစ် เนาะတထေးအငှားနဲ့လှုပ်ထားပြီးတော့တထေးပြောင်းမယ်အလုပ်ပြောင်းမယ်ဆိုရင်ကိုအစ်စ်ပြောင်းမယ်နေရာတထေးကိုအရင်ရှာပါလို့ပြောချင်ပါတယ်เนาะနေမြေချဟာငါယုံနေရာနေပြီးတော့ကြောင်းအောင်ကြောင်းခေါင်းဂလက်ခံပြီလားဆိုတာအရင်စုံစမ်းဖို့အဲ့ဒါလေးပြောချင်ပါတယ်အခုဘာဖြစ်နေလဲဆိုတော့ပြဿနာတက်နေတာကြောင်းအောင်ထုတ်လာပြီးတော့မှတထေးအစ်စ်ရှာမရတာကြောင်းခေါင်းမရတာတထေးရှိတယ်လက်ခံပေးတယ်ဒါပေမဲ့ချဟာငါမလုပ်ပေးသေးဘူးလက်မခံသေးဘူးလောဆယ်မှာเนาะ ကြံကအေးဒီကြံခောက်ကိစ္စတွေလက်ခံပြီးမလုပ်ပေးတဲ့အခါကျတော့ဘလို့ဖြစ်လဲဆိုတော့တို့မှကြံခောက်လို့မရအောင်ကြံခောက်လို့မရတဲ့အခါကျတော့တချို့ဆိုလို့ရှိရင်ပန်းအောင်ကပ်ပြားရိုက်ခြင်းတယ်နော်ဘတ်ချုံဖူရိုက်ခြင်းတယ်နော်ပင်ကတ်ရိုက်ခြင်းတယ်ပင်ကတ်ရိုက်ခြင်းတယ်ဆိုတော့တို့အနေနဲ့ကဘလို့ပြောမလဲဒီအလုံသမားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရိုက်လို့မရအောင်ဘာလို့မရလဲဆိုတော့တထေးအစ်စ်စီမှာကြံခောက်မလုပ်ရသေးတဲ့အတွက်တထေးစားရစားတဲ့နေရာမရအောင် တထေးဟောင်းနဲ့ရောရိုက်လို့မရဘူးလားဆိုတော့သူတို့ကတထေးဟောင်းစီကထွက်လာပြီလေတထေးဟောင်းကသူတို့ကိုကြံ့အောင်လှုပ်လိုက်ပြီเนาะဂျဟန်ငံယုံရဲ့လက်ပုတ်ထဲမှာသူတို့ကိုတထေးအဖြစ်ခံယူထားခြင်းကနေပြီးတော့သူတို့ကိုစင်ရင်ပယ်လိုက်เนาะအဲ့တော့သူတို့ကတထေးလက်အောက်မှာမရှိတော့ဘယ်တထေးရဲ့လက်အောက်မှာမှမရှိနေဘူးလောလောဆယ်မှာလွတ်နေတာပေါ့เนาะအဲ့တော့ကြံ့အောင်ကြံ့ဟောင်းကိစ္စကိုအရင်ဦးဆုံးတထေးအစ်စ်ငှားဖို့အတွက်စုံစမ်းပြီးမှလုပ်ပါလို့ပြောရှင်ပါတယ်ကျွန်တော်စီမှာလက်ခံလားဆိုရင်တော့လက်ခံတယ်ဒါပေမဲ့လောလောဆယ်မှာတော့မရသေးဘူးเนาะ နယ်မြေတွေခုနဲ့တူမတူညီကြအောင်အဲ့ဒီပုံမှန်မူတည်ပါတယ်အဲ့တော့အရင်ဦးဆုံးတေချာစုံစမ်းတေချာပြီးဆိုတော့မှလုပ်ပါလို့ပြောချင်ပါတယ်